ဂျပန်မှတဘာဝဘေးအန္တရာယ်ကုညီကဲဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်းချောင်းပြစ်ပေါ်ခဲ့တဲ့ထိခိုက်ပျက်စီးမှုတွေကိုကုညီဆောင်ရွက်ဖို့အတွက်တဘာဝဘေးအန္တရာယ်ကုညီကဲဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ရန်ကုန်ကိုယမန်နေ့ညနေပိုင်းကရောက်ရှိလာပြီးဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်အတန်ယုံကထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံအစိုးရကငလင်ထန်းတင်ပြည်သူတွေရဲ့အတွက်အကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဂျပန်ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဂျကာမော့တဆင့်တဘာဝဘေးအန္တရာယ်အကူအညီကယ်ဆယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ကနအုပ်အနေနဲ့မြန်မာနိုင်ငံသို့ဆေလွှတ်ဖို့မတ်လ30ရက်မှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာချက်ကဝန်ထမ်းတဲ့ဆေးဖက်ဆိုင်ရာပညာရှင်တွေအပါအဝင်အဖွဲ့ဝင်၅ဦးဟာလက်ရှိမြေပြင်အခြေအနေလိုအပ်ချက်တွေနဲ့လုံခြုံရေးအခြေအနေတွေကိုကြည့်ရှုသုံးသပ်ပြီးနောက်တဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ JTA ကိုဆေးလွှတ်ရေးအတွက်ညှိနှိုင်းဆောင်ရွက်မှုတွေလှုံ့ဆော်သွားမှာဖြစ်ပါတယ်။ဂျပန်ဆိုရအနေနဲ့ငလင်းထမ်းတဲ့ပြည်သူတွေအတွက်အခြေခံလိုအပ်တဲ့ပစ္စည်းတွေအပါအဝင်အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းတွေကိုချက်က ကားမှတဆင့်ထောက်ပံ့ပေးရဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်ရှင်။